လူ့ဘဝရရှိလာတာဒါနကောင်းမှုသီလကောင်းမှုခြေပြုပြီးတော့ရလာတာဖြစ်တယ်။အဲ့ဒါနကောင်းမှုသီလကောင်းမှုတွေကိုမလုတ်ဖဲနဲ့ဆယ်စုဆယ်စုနဲ့ဖြတ်ကျော်လာပြီးကုသိုလ်ကောင်းမှုတစ်ခုမှမလုံးလိုက်ရပဲနဲ့ဘဝတစ်ခုဆုံးသက်သွားတဲ့ပုဂ္ဂိုလ်တွေဟာတော့လူဖြစ်ကျိုးမနက်ဘူးပေါ့နော်။အဲ့တော့ကိုယ့်ကိုယ်လူဖြစ်ကျိုးနက်အောင်စူးစမ်းအထောက်ကြ။လူဖြစ်ကျိုးနက်ဖို့အတွက် ရင်းစားပြန်ရုံနေနဲ့လူချစ်ကျိုးနဲ့တယ်လို့ပြောလို့မရသေးဘူး။ရသော်ဘုရားရဲ့သာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာအလုံးအလုံးလူချစ်ကျိုးနဲ့ဖို့အတွက်မြတ်ဗုဒ္ဓရဲ့ဟောပြောဆုံးမထားတဲ့တရားသမားတွေသိရှိနားလည်အောင်ကျူးစာအထုတ်ဖို့လိုအပ်တယ်။တမန်တနာသီလကုသိုလ်မေမြတဲ့ရင်ဉာဏ်အားရမနေပဲဉာဏ်အားရမနေပဲဆိုတာဒါနဆိုတာလောက်အောင်နေရန်လောက် ဖျားဖြစ်ဖို့သူ့ပိုင်ခဲ့တဲ့သူ့ပြည်သားရဲ့တေးဟာသူ့ပြည်သားရဲ့တေးဘွားကစားပြီးနောက်ဆုံးဖျားမဖြစ်ခင်နှစ်ဘဝတစ်ဘဝအလိုမှာတောင်းပါပဲဝိတန္တရာဘဝအထီအောင်ဌာနကောင်းမှုလှုပ်တော့မရှိသေးတယ်လေအဲ့တော့ဌာနကောင်းမှုဆိုတာကိုယ်တိုင်းတာတစ်ခုရအမြဲလုံးနေရမှာ အနာကောင်းမှုလုပ်ပြီးတဲ့အခါတိလကောင်းမှုဆိုတာမေးလျော့ထားလို့မရဘူးဒါနနဲ့တိလဒီနှစ်ခုကဆက်ဆက်ဒါနကတစ်ဖက်သားကိုအကျိုးပြုသလိုပဲတိလကလည်းတစ်ဖက်သားကိုအကျိုးပြုတာဖြစ်တယ်မိမိကလှူလိုက်တန်းလိုက်လို့တစ်ဖက်သားဟာစိတ်ချမ်းသာမှုတွေရသွားတာပစ္စည်းဥစ္စာတွေရလို့လောအပ်ချက်တွေပြည့်စုံသွားလို့စိတ်ချမ်းသာမှုတွေရတယ် တီလာကြတော့ကိုကိုရိုင်ကတီလာဆောင်တာကို့အတွက်လို့ထင်ကြပြီမင်းတို့တစ်ဖက်သားအတွက်အများကြီးကျိုးဖြစ်သွားတယ်တီလာဆောင်တာဟာကို့အတွက်တဲ့သူများအတွက်ဘလို့ကျိုးဖြစ်တယ်လဲတီလာဆောင်တာကိုကုသိုလ်ရတာမှန်းနေတိုးတော့တစ်ဖက်သားဘလို့ကျိုးပြုတ်သွားတယ်လဲဆိုရင်မိမိကိုအကြောင်းပြုပြီးတော့ဘယ်သူမှ ဆင်းရဲဒုက္ခရောက်တာမရှိဘူးပဏ္ဏိပါတဝေရမဏိရှောင်ကျင်လိုက်တာနဲ့တည်းတိုင်းနဲ့ကိုယ်ကြောင့်သိတဲ့ဘဝဆိုမရှိတော့ဟောထိခိုက်မှုမရှိဘူးအဲ့ဒါကြောင့်လို့မြတ်စွာဘုရားငါးပါးသီလကိုမဟာဒါနလို့ရိုးရိုးဒါနတော့မဟုတ်ဘူးတစ်ဖက်သားလူတွေဘေးရန်ကင်းဖို့အသက်ရှည်ဖို့သက်ရှင်သန်ခွင့်လူ့ဘဝမှာဘေးရန်အန္တရာယ်ကြီးခွင့်ပေးလိုက်တဲ့သဘောရောက်သွားတယ် ပါဏာတိပါဒဝေရမဏီစွာကိုယ့်ကိုယ်တတ္တမမဟုတ်တာသူများတတ်တာသူများမတတ်ဘဲနဲ့ရှောင်ကျင်လိုက်တဲ့တွေ့ကြောင့်မိမိဒီဟူသောအကြောင်းကြောင့်ပဲပုဂ္ဂိုလ်မှဒုက္ခမရောက်တော့အာရိဏဒါနရှောင်ကျင်လိုက်တဲ့ဖြင့်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုအကြောင်းပြုပြီးပဲပုဂ္ဂိုလ်မှပစ္စည်းပြောင်းလို့စိတ်ဆင်းရဲရတယ်ဆိုတာမရှိဘူးဒါလည်းသူများအတွက်အများကြီးကျိုးရောက်တယ်ကာမိတ္တိမိစ္ဆာစာရရှောင်ကျင်လိုက်တဲ့ဖြင့်သူမိသားစုကိုမိသားစု ကုန်တိတ်ခါကြဆင်းမှုမရှိကြတော့နော်ကုန်တိတ်ခါရှိရှိနဲ့လူဘဝမှာမျက်နှာဖော်ဝန်းတဲ့အနေအထားမျိုးကိုရောက်ရှိတော့ဒါလည်းတစ်ဖက်သားအတွက်အကျိုးပြုတာမူတဝရလိန်နေညာနဲ့ဆိုတာကိုယ်ကိုညာတာမဟုတ်ဘူးသူများကိုညာတဘက်တဖက်သားတွေအကျိုးပြပြသွားအောင်လိန်ညာပြောဆိုမှုကရှောင်ကျင်လိုက်တဲ့ဖြင့်မိမိကိုအကြောင်းပြုပြီးတဖက်သားစိတ်ဆင်းရဲမှု အမှသိရှိရမှုဆိုတာမရှိဖဲနဲ့စိတ်ချမ်းသာကိုချမ်းသာအမှန်တရားကိုသိရှိသွားမယ်။ဒါလေတစ်ဖက်သားကိုအကျိုးပြုတာပဲဖြစ်တယ်ပေါ့။အေသူရမေရယဆိုတာကြတော့မူရစေဝကင်းစင်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာအတိလိမ္မာဉာဏ်ပညာတွေတိုးတက်တာလူဘဝဆိုတာ သင်ဆရာကြားဆရာမြင်ဆရာဆိုတာလိုကိုယ်နဲ့ကိုယ်ပိုင်ဝန်းကျင်မှာရှိကြတဲ့အရာတွေကိုဆင်ញင်သုံးသပ်ရုံနဲ့ပဲအသိပညာတွေရရှိနိုင်တာမူရင်မနေပဲနဲ့ကိုယ်နဲ့ကိုယ်ပိုင်ဝန်းကျင်အနေထားတွေကိုလေ့လာသိရှိပြီးကောင်းတဲ့အလုပ်တွေကိုလုပ်တယ်အများအကျိုးပြုအလုပ်တွေကိုလုပ်တယ်မိမိ ဘဝတိုးတက်ကြောင်းတိုးတက်ရာတိုးတက်ကြောင်းဖြစ်တဲ့အသိပညာတွေကိုစီကူအထုတ်တယ်။မိမိတတ်ထားတဲ့ပညာနဲ့မိမိရဲ့မိသားစုမိမိနဲ့ပတ်ဝန်းကျင်မှာရှိကြတဲ့ပုဂ္ဂိုလ်တွေကိုအကျိုးပြုတယ်ဆိုတဲ့အလုပ်တွေကိုလုပ်နိုင်တော့သူရမေရီယာဆိုတဲ့မူရင်းစေဝါကင်းစင်နဲ့ကိုဘဝဟာလောကကြီးတစ်ခုလုံးကိုအကျိုးပြုနိုင်တဲ့အနေအထားတစ်ခုရသွားအကယ်၍လူတယောက်ဟာမူရင်း ွဲနေပြီဆိုလို့ရှိရင်တောင်းဝင်ခြင်းကိုအများကြီးဒုက္ခပေးခဏိခေဆိုပို့တည်တာပေါ့နော်သူ့ကိုအကြောင်းပြုပြီးတော့ဘယ်သူမှကိုပစ္စည်းတွေစိတ်ချရမှာမဟုတ်ဘူးအသက်အန္တရာယ်လေးစိတ်ချရမှာမဟုတ်ဘူးငွေရေးစေဝါဆွဲနေတဲ့ပုဂ္ဂိုလ်အကြောင်းပြုပြီးတော့တောင်းဝင်ခြင်းအတူတွေဟာဒုက္ခရောက်ကြတယ်အဲ့တော့တီလာဆောက်တည်လိုက်တာနဲ့တပြိုင်နက် ရှားဆိုးမှုကြီးတွေကျွလွန်မှုမရှိသည့်အတွက်ကြောင့်ငါးပါးတိလဟာဒါနတဲ့ပို့ပြီးတော့ထိရောက်တာဖြစ်လို့ဒါနတဲ့ပုံမြတ်တယ်လို့ပြောတာဒါကြောင့်မို့ရိုးရိုးဒါနမဟုတ်ပဲနဲ့ငါးပါးတိလကိုမဟာဒါနကိုကြောင့်သူတို့အားတွေပေးရန်ဘေးအန္တရာယ်မကြုံရအောင်အပယဒါနဖိကင်းတဲ့ ဘေးကင်းမှုကိုပေးတဲ့ဌာနမျိုးဖြစ်တယ်လို့မြတ်စွာဘုရားဟောတယ်။အဲ့တော့ဒီဌာနတိလဒီနှစ်ခုပြည့်ဝပြီဆိုလို့ရှိရင်လူဘဝမှာတန်ဖိုးရှိတဲ့လူဖြစ်တဲ့သို့တော့မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာဓိတဲ့တန်ဖိုးရှိတာကိုရယူဖို့လိုအပ်သေးတယ်။ဓိတဲ့တန်ဖိုးရှိတာတွေရနိုင်တဲ့အသားနဲ့ဒီလောက်လေးနဲ့ကျင့်နိုင်မယ်ဆိုလို့ရှိရင် ကိုဟာရနိုင်ရဲ့တန်းနဲ့မယူတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ပြီးတော့တမိုးတွေနေပြီးအကျိုးတွေအရာနေတော့မှဖြစ်တယ်။အဲ့ဒါကိုအလေးနဲ့စဉ်းစားဆင်ခြင်တတ်ဖို့လိုအပ်တယ်ပေါ့နော်။ရှော်ဒုတ်ထမ်းလာတဲ့လူလိုပဲတကယ်ချင်းနှစ်ယောက်ပစ္စည်းရှာဖို့ဆိုထွက်ကြတယ်။ထွက်တဲ့အခါမှာရွာတရွာလူတွေဟာပတ်စံလျှော်တွေထူဆောင်ထားပြီးတော့ ျော်ဒုတ်တွေဒီတိုင်းထားခဲ့ပြီးတော့ရွာပြောင်းသွားကြတယ်။တကယ်ချင်းနှစ်ယောက်ရောက်တဲ့အခါလျှော်ဒုတ်တွေတွေ့တော့ဟာဟန်ကြတာပဲတို့ဒီလျှော်ဒုတ်တွေနဲ့အဝတ်ထည်ရဲချမယ်ဆိုပြီးထမ်းလာကြတယ်။နောက်တရားရောက်တဲ့အခါကျတော့အဲ့ဒီတဲ့တမိုးရှိတဲ့ပစ္စည်းတွေတွေ့ရှော်နဲ့ရထားပြီးသားအထယ်တွေတွေ့တဲ့အခါကျတော့အာတီရှော်ဆိုတာ အထယ်လုံးဖို့တို့ယူကြတာဖြစ်တယ်အထယ်တွေ့မှာတော့ရှော်မလို့တော့ဘူးလို့တယောက်ကစဉ်းစားစဉ်းစားပြီးရှော်တုံကြီးကိုခြားပြီးအထယ်ထုတ်ထမ်းတော့တကယ်ချင်းတယောက်ကတော့ငါခုနကထမ်းလာခဲ့တာအဝေးကျသူ့မပြစ်နိုင်ဘူးဆိုပြီးတော့အထယ်ထုတ်တဲ့ရှော်ထုတ်ပြောင်းမထမ်းမဲနဲ့ရှော်ထုတ်ပဲဆက်ထမ်းလာနောက်တနေ့ကတွေ့တဲ့အခါကျတော့ရွှေငွေတွေတွေ့တယ်ပေါ့ရွှေတွေတွေ့တော့ရွှေငွေတွေ့မှတော့ ဒီအထယ်ဟာဘယ်တော့မှတန်ဖိုးမရှိဘူးရွှေငွေရကိုတန်ဖိုးရှိတယ်အထယ်တွေချထားခဲ့ပြီးရွှေငွေကိုယူပြီးတော့ပြန်ဟိုတယောက်ကတော့ငါအဝေးကြီးကလေးကရှော်ထုတ်ထမ်းလာတာမစွန့်နိုင်ဘူးဆိုတကယ်ချင်းနှစ်ယောက်အိမ်ပြန်ရောက်တော့တယောက်ကရှော်ထုတ်ဖယ်ရပြီးတော့တယောက်ကရွှေငွေလေးရတာအဲ့ဒါဘာကြောင့်လဲလို့ဆိုလို့ရှိရင်တယောက်ကအဝေးကြီးကထမ်းလာရတာဆိုပြီးတော့အစွဲလန်းနဲ့ ကောင်းတဲ့ကောင်းတာကိုမလုပ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာ။နော်။ဒါလေးနဲ့ရင်ရှင်းတ်ပြီးကောင်းတဲ့ကောင်းတာကို ရွေးယူခြင်းကမစွမ်းနိုင်တဲ့ပုဂ္ဂိုလ်စဉ်းစားမြန်အားနည်းတဲ့ပုဂ္ဂိုလ်။အဲ့ဒါလိုပဲမြတ်စွာဘုရားသာသနာတော်နဲ့တွေ့တဲ့အခါမှာဒါနကောင်းမှုလေးလောင်းနဲ့မကျဉ်းနဲ့နဲ့သီလကောင်းမှုလေးနဲ့လည်းမကျဉ်းနဲ့နဲ့အဲ့ဒါဆိုရင်ရှော့တုံးတော့အထဲတုံးတော့ရတာမျိုးဖြစ်သွားနိုင်ပေါ့။အဲ့ဒီတဲ့တန်မိုးရှိတဲ့ ဗောဓိဘကိယတရားယရနာလို့ဆိုတယ်အတိညာမိုင်းဆံရမြတ်ဗုဒ္ဓရဲ့ဆုံးမတရားတွေများစွာရှိအဲ့ဒီများစွာသောတရားတော်တွေကိုယ့်ရင်ထဲမှာတစ်ချိန်တစ်ခါပဲဖြစ်လိုက်အောင်ရလိုက်တာနဲ့အလားတန်တူတယ်တမိုးရှိတဲ့ယရနာတစ်ခုကိုရလိုက်တာပဲဆိုပါစို့ကိုယ့်ရင်ထဲနှလုံးထဲမှာတတ္တာလို့ဆိုတဲ့ကံကံဤကျိုးယုံကြည်မှုသမုတ်မြတ်စွာဘုရားရဲ့ တောင်ယူတဲ့ဉာဏ်တော်ကြီးကိုယုံကြည်လက်ခံမှုဆိုတဲ့တရားကိုယ်ရင်နဲ့ဖြစ်လိုက်လို့ရှင်တံဖို့မဖြစ်နိုင်တဲ့ယရဏတစ်ခုကိုရလိုက်တာပဲဒါဘယ်ယရဏနဲ့မှနှိုင်းရှင်ပြီးတော့ကြည့်လို့မရဘူးတရားဆိုတဲ့တံဖို့ရှိတဲ့ယရဏတစ်ခုရတရားရသည့်အတွက်ကြောင့်ကိုကျင်းသီလကောင်းအောင်ကြိုးစားလာတယ်ဟောသီလဆိုတဲ့တံဖို့ရှိတာကိုယ်တဏ္ဍာမှာရပြန် တီလရပြီတဲ့ခါသူတလို့ခေါ်တယ်အခုလို့တရားပွဲတွေမှလာတရားနာတယ်ဘယ်ဟာအကောင့်သလဲဘယ်လိုလိုက်နာရမလဲဘယ်လိုစဉ်းစားရတယ်ဘဝဆိုတာဘယ်လိုနေထားရှိတယ်ဆိုတဲ့အကြမ်းမြင်ဘောဓုတဓမ္မနဲ့ပတ်သက်တဲ့သုတစာအုပ်တွေဖတ်ရဖြစ်စေတရားဓမ္မနာရွေးဖြစ်စေမိမိကိုယ်တိုင်သင်တန်းတွေတိတ်ဖြစ်စေ ဓမ္မအတိတွေရလာပြီဆိုအဲ့ဒီတုတ္တလည်းတန်ဖိုးမပြတ်နိုင်တဲ့ယရနာကိုရခြင်းနဲ့ဖြစ်တယ်ပေါ့အဲ့ဒီကနေတဆင့်တဲ့ကိုရှိတဲ့ပစ္စည်းကိုကိုသာသုံးမယ်ဆိုတဲ့မစ္စရိယစိတ်ကိုဖယ်ရှားလို့ကိုရှိတဲ့ပစ္စည်းဟာအများသဘောအများကိုမျှဝေသုံးစွဲမယ်ဆိုတဲ့မစ္စရိယကင်းစင်တဲ့စိတ်နဲ့တဏှာကောင်းမှုတွေလုပ်တယ်နောက်ဆုံးမှာကိုယ့်အိမ်မှာတယ်ပဲ မစ္စရိယစိတ်မရှိဘူးမစ္စရိယစိတ်ရှိတဲ့ပုဂ္ဂိုလ်ကကိုယ်အိမ်တောင်မှပဲထမင်းချက်ရင်ဟင်းချက်ရင်တောင်မှဒါငါအတွက်ဆိုပြီးတော့လုပ်တတ်တယ်ပေါ့နော်သူများကိုမပေးနဲ့အာလုံးစားဖို့ဆိုတဲ့အနေထားမျိုးမရှိဘဲနဲ့ဒါငါဟာငါဟာမကိုင်းနဲ့မထိနဲ့တောင်တချို့ကလုပ်သေးနော်အဲ့ဒါလို့မစ္စရိယစိတ်မျိုးမထားပဲနဲ့ကိုရှိတာဒီအလုံးအတွက်ဆိုတဲ့စိတ်ဓာတ်မျိုးထားနိုင်မယ်ဆိုလို့ရှိရင် အဲ့ဒီမြင့်မြတ်တဲ့ပွင့်လင်းတဲ့စိတ်ဓာတ်ဟာလည်းပဲတမိုးရှိတဲ့ယရနာတပါပဲဖြစ်တယ်မို့အဲ့ဒီနောက်ကြတော့လုံးတဲ့နာနဲ့မလုံးတဲ့နာကိုသိတဲ့ပညာမလုံးတဲ့နာကိုရှောင်လို့လုံးတဲ့နာကိုလှုပ်ဖို့ဒီတဲ့ဆင်းမြင်တာကြတော့လောကကြီးမှာဘယ်ရာမှမမြဲဘူးအလုံးဟာပြောင်းလဲနေတဲ့သဘောပဲဆိုတာကိုဆင်ញင်စဉ်းစားနိုင်တဲ့ပညာမျိုး ။လက်ဆော့ဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာလုံလို့ရတဲ့သင်လို့ရတဲ့ပညာတွေမှာဝိပဿနာပညာဟာအစင်းမြင့်ဆုံးမဖြစ်တဲ့ပုံ။ကိုယ့်ရဲ့ယဉ်နေနှလုံးထဲမှာဘယ်ရာမှမမြဲဘူး။သဗ္ဗိသင်္ခါရအိဆာသင်္ခါရတရားမှန်သမျှအလုံးဟာဖြစ်ပြီးပျက်စီးသွားတဲ့အနေအထားမျိုးတွေရှိတယ်လို့ဆိုတဲ့ဒီအတိညာဘောဓုတ္တအတိညာလေးဟာတန်မိုးမဖြတ်နိုင်ဘူးတဲ့ အဲ့ဒီပညာလေးကိုရအောင်လုပ်ပါဝိပဿနာပညာရပြီဆိုရင်ဒီတဲ့အစင်းမြင့်တဲ့မဲ့ပညာဖို့ပညာဆိုတာတော့လုပ်ယူလို့ရတဲ့ဟာမဟုတ်ဘူးဝိပဿနာတရားအထုတ်ခြင်းဖြင့်ရရှိလာနိုင်တဲ့ပညာမျိုးဖြစ်တယ်လုပ်လို့ရတဲ့ကုသိုလ်ထဲမှာဝိပဿနာကုသိုလ်ဟာအမြင့်ဆုံးဖြစ်တယ်ဆိုတဲ့ဒီအသိဉာဏ်လေးကိုရှိထားမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားသာသနာတော်နဲ့တွေ့တဲ့အခါမှာ တံပိုးကြီးမာတဲ့ယရဏတွေကိုရအောင်ယူတတ်တယ်လို့ထို့တွေရအောင်ယူချမှာဖြစ်တယ်ဆိုတာကိုမှတ်သားထားဖို့လိုအပ်တယ်ပေါ့နော်ကိုယ်ကိုယ်ပဲကြည့်ရမှာသူများမကြည့်နဲ့ငါဟာဘယ်အတိုင်းတာထိတံပိုးရှိတာတွေကိုရပြီးပြီလဲကိုယ့်ဟာကိုယ်ဒါပဲကြည့်ရနော်မရသေးရင်ရအောင်ကြိုးစားအထောက်ဒီလို မြတ်စွာဘုရားရဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်မှာမရလိုက်ဘူးဆိုရင်နောင်ရဖို့ဆိုတာဝေလာဝေး။ဘာကြောင့်လို့ဆိုလို့ရှိရင်ဘုရားပွင့်တဲ့ခေတ်နဲ့ကြုံမှုဆိုတာအလုံးကိုခဲနေတာ။အလုံးကိုခဲနေတာ။ဒီလိုကြုံမှဒီအတိအရာရတာဖြစ်တယ်။ဒီအတိမှမရလို့ရှိရင်မြတ်စွာဘုရားရဲ့ဆုံးမနဲ့ဝေးနေတဲ့ဘဝမျိုးတွေကတဏှာမှာအများကြီးကြုံနေတာဖြစ်လို့ တမိုးရှိမှမရှိမှ ခွဲခြားသိနိုင်စွာမရှိကြဘူးလုံသိတဲ့အလုံးမလုံသိတဲ့အလုံးဆိုတာလည်းခွဲခြားသိနိုင်စွာမရှိကြဘူးအခုလိုမြတ်ဟုတ်ရဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်လေးမှာဒီအသိဉာဏ်လေးကိုရရှိအောင်ကြိုးစားအထောက်ကြအောင်ပါတတ္တာသီလသုတ္တဆာယပညာဆိုတာတမိုးမဖြစ်နိုင်တဲ့ယရနာကုသိုလ်တွေပဲဖြစ်တယ်ဆိုတာမှတ်ထားဖို့လိုတယ်ပေါ့နော်